ကမ်ဘောဒီးယားနိုင်ငံအထိနမေရအောင်မြင်လာတဲ့မင်းသမီးချော်လီခင်ဝဲဝါကျမတို့ရဲ့ဒေဆက်လီဘေးဒီနျူးချန်နယ်လေးကနေပြန်လည်ကားကြိုဆိုလိုက်ရပါတယ်ခင်ဝဲဝါကတော့မြန်မာပြည်သက်တွေကြားလူသိများတဲ့မင်းသမီးတက်လက်လေးဖြစ်ပါတယ်ခင်ဝဲဝါလာမယ်လောကကနေနုပညာလောကစီကိုခြေချခဲ့သူဟာ Queen of Beauty ဆိုပြီးမင်းစူပရနေရှင်ပြိုင်ပွဲမှာလည်းသူ့အနေနဲ့စုတွေများကြီးရရှိခဲ့ပါတယ်ခင်ဝါဟာ ကယ်ဒမီစုရပြီးနောက်မှာတော့ထိတ်တဲမင်းသမီးတစ်လက်ဖြင့်သက်မှတ်ခံလာရပါတယ်။ရုပ်ရှင်ကားတွေပြင်ဇလန်တွဲတွေမှာလည်းသူ့အနေနဲ့ကောင်းစိုးတယောက်ဆောင်လိုက်နိုင်ခဲ့တာပါ။ဒါကြောင့်လင်းချစ်တော်နစ်စီစကားဟာဒရမာကြိုက်တဲ့သူတွေတဲ့သစ်ဆန်းနေခဲ့ရပါတယ်။အပိုင်း20သားပါဝင်နေအဆိုပါဇလန်ကိုပြီးခဲ့တဲ့ဇန်နဝါရီလတွင်မှပြတ်သားခဲ့ပါတယ်။ချစ်ချင်းနဲ့မုန်းချင်းတွေဟာကိုရီးယားကားဆန်ဆန်လွတ်ဆွဲခဲ့ကြပြီးလက်စားချေမှုတွေပါပါဝင်ခဲ့ရပါတယ် အေးချမ်းမောင်ကလည်းအဆိုပါစကားကြောင့်ပြိတ္တတွေတတိထားမိတာကိုပုတ်ခံခဲ့ရသူဟာလက်ရှိချိန်မှာတော့အဆိုပါဇလန်းတွေဟာအိန္ဒိချင်းကမ္ဘောဒီးယားနိုင်ငံထိပေါင်နေခဲ့ပါရီအဆိုပါဇလန်းဟာပြသခဲ့တာကြာမြင့်ခဲ့ပြီဖြစ်ပါရီဒါပေမဲ့လည်းတိတော်အုံပြုသူတွေကတဖန်ပြန်လဲတင်နေကြတာပါဒါကြောင့်လည်းအာဆီယံနိုင်ငံတွေကပါထပ်မံကတတိထားမိလာခဲ့ပါရီခင်းဝါကတော့သူရဲ့စကားတဖန်ပြန်လဲအောင်မြင်လာတဲ့တွေ့ဝမ်းသာနေခဲ့ပါရီ ဒါကြောင့်လည်းတင်ပေးတဲ့သူတွေကိုကျေးဇူးတင်ကြောင်းဆိုခဲ့ရတာပါပရိသတ်များဆိုတော့အခုလိုမျိုးအောင်မြင်လာတဲ့အတွက်ပျော်ရွှင်နေကြရပါတယ်ဒါပြင်မှာတော့နောက်တစ်ချိန်ထက်ကြည့်ဖို့ပါစိတ်အားတည်တာတွေဖြစ်ခဲ့တာကြောင်းမှတ်ချက်တွေဆိုခဲ့ပါတယ်ဟုတ်ကဲ့ပါအဆုံးနည်းတရှိဝပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်